မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Matchla 9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်ကပ္ပစာ22ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်၄ထီးနှစ်စီးကို0.5နဲ့ပြတ်ခတ်တိုက်ခိုက်ရာ၄ထီးမောင်းသူကြည်စံထိမှန်ပြီးတော့ပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ9ရက်နေ့မနက်9:35မိနစ်ခန့်မှာစိတ်ဖြူမြို့နယ်ကပ္ပစာ22ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်၄ထီးနှစ်စီးကိုမြိုင်ပေါက်ပကဖစုဖွဲ့မှုတပ်ဖွဲ့များက 0.5ညာနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုအတွင်းမှာစက်တပ်၄ထိမောင်းနေနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်ရဲ့ပေါင်မှာကြီးစံထိမှန်ပြီးတော့ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗယ်အဲ့ဒီထိခိုက်ဒဏ်ရာဟာပြင်းထန်တဲ့အတွက်ကြောင့်ခြေောက်ဖြတ်ပြရမယ်လို့အတွင်းသတင်းများအရသိရှိရကြောင်းမြိုင်းပကောက်ဖက်ကပြောဆိုထားပါတယ်အဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာစက်တပ်၄ထိတစည်းဟာ ဆက်လက်များနဲ့ပြန်လည်ပြစ်ခတ်ပြီးတော့ကျန်တဲ့ဒစီကတော့ကင်းထောက်တဲ့ပုံစံမျိုးနဲ့ပြန်ဝဲပြီးတော့ဆက်လက်ပြန်တန်းခြင်းမရှိတော့ဘဲကပ္ပစ22အတွင်းထဲကိုပြန်လည်ဆင်းသက်သွားတယ်လို့သိရပါတယ်ပြည်သူများအနေနဲ့အကြမ်းဖက်ဆက်တက်ရဲ့အန်ဒီရဲ့ပေးနိုင်တဲ့လေချောင်းအန်ဒီရဲ့ကိုအတိတရိရှိကြဖို့အတွက်မြိုင်ပတ်ခပတ်ကအတိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မက်ဂွေးတိုင်းဆက်လင်းမြို့နယ်စင်ဖြူကျုံးမြို့မြို့မှာရဲစခန်းမှုရဲအုပ်တိန်လွယ်ဟာ လပိဆိုင်ထိုင်ပြီးတော့စားတောက်နေတဲ့အချိန်မှာပြစ်ခတ်ခံရပြီးတော့တင်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ၄ရက်နေ့မနက်9နာရီခန့်မှာစင်ဖြူကျုံးမြို့မြို့မှာရဲစခန်းမှူးရဲအုပ်သိန်းလွယ်ဟာအမတ်၁ရက်ကချမ်းမြေအောင်လပိဆိုင်မှာထိုင်နေတဲ့အချိန်အမည်မသိတဲ့တနတ်သမားများကဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုတိုက်ခိုက်မှုအတွင်းမှာရဲစခန်းမှူးဟာပွဲချင်းမိတင်ဆောင်သွားပြီးတော့၎င်းကင်ဆောင်တဲ့လက်နက်ခဲယမ်းများကိုလည်းယူဆောင်သွားကြတယ်လို့သိရပါတယ်။စင်ဖြူကျုံးမြို့မှာရဲစခန်းမှူးကို၄ရက်နေ့မနက်9နာရီလောက်ကတနတ်သမားတွေကပြစ်ခတ်လို့တေပြီးတော့သိရ ရတယ်။လက်ဖေးဆိုင်ထိုင်နေတော့မှလက်ထင်လေးကြီးပဲတိတ်ပြစ်သွားတာ။သူ့ရဲ့တမိဆာမွေးဖြေပြီးရင်အဲ့ဒီစခန်းမှုကနေပြောင်းတော့မယ်လို့လည်းကြားတယ်။ ်သူကိုင်တဲ့တနက်တချို့လည်းပါသွားတယ်လို့ကြားတယ်အနီးကပြစ်ခတ်သွားတယ်သူကကောင်မလေးတယောက်လို့လည်းပြောကြတယ်တချို့ကတော့ကောင်လေးသုံးယောက်လို့ပြောတယ်ဘဲသူတွေလည်းဘဲအဖွဲ့စည်းကပြစ်သွားလဲဆိုတာကိုတော့တရားဝင်ထုတ်ပြန်ထားတာမရှိသေးဘူးလို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အဲ့ဒီရဲစခန်းမှုပြစ်ခတ်ခံရပြီးတဲ့နောက်ဒီကနေ့မတ်လ9ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကစလင်းမြို့နယ်ရှေ့ဘက်ချမ်းကိုအင်စည်းကားများနဲ့လှည့်လည်ပြီးတော့လူငယ်များကိုဖမ်းဆီးမှုများလုပ်ဆောင်နေတယ်လို့သိရပါတယ် အဲ့ဒီဖမ်းဆီးမှုအတွင်းမှာလဲလုံနေတဲ့လူငယ်တချို့နဲ့အမျိုးသမီးတချို့ဖမ်းဆီးခံခဲ့ရတယ်လို့ဒေသခံပြည်သူများကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပသိမ်ကြီးမြို့နယ်ကြာနေကန်ချေးပါကယာနဲ့ချီတဲ့ဈေးဆိုင်နဲ့နေအိမ်တွေကိုစစ်ကောင်စီအုပ်စုကမက်စလာ၄ရက်နေနဲ့၅ရက်နေတွေမှာနှိမ့်ရဆက်တိုက်လာရောက်ပြီးတော့ဘူဒိုဇာတွေနဲ့ထိုးကော်ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြာနေကန်ချေးပါဟာမန္တလေးမတရားကားလမ်းပေါ်မှာတည်ရှိသလို အေးရဲ့ငြိမ်တုတ်တံကိုတွားရောက်ရလမ်းဆောင်နေရာမှာတည်ရှိပြီးတော့အဲ့ဒီလမ်းဆောင်လမ်းဝါမှာရှိတဲ့ဈေးဆိုင်နဲ့နေအိမ်တွေကိုလမ်းနယ်မြေနဲ့မလွတ်ကင်းမှုဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီအုပ်စုလက်အောက်ခံ ။စီပင်ပြူစောတီနဲ့လက်နက်ကိုင်းတွေကလာရောက်ပြီးတော့ဖျက်ဆီးသွားတယ်လို့ဆိုပါရယ်။မနေ့ကလာဖြတ်တာကစိုင်ချင်းစိုင်အသေးအလုံးပေါင်း90လောက်ပါသွားတယ်။အဲ့ဒါကလမ်းရဲ့အရှိတ်ဘက်ပိုင်းလမ်းရဲ့အနောက်ဘက်ပိုင်းအချမ်းတွေကိုလည်းနောက်ရမှာထပ်လာဖြတ်အောင်မယ်လို့သတိပေးသွားပြီးတော့ဒီနေ့ကျတော့လာဖြတ်သွားတယ်။ကြိုလဲအသိမပေးဘူး။ကို့ဟာကိုဖြတ်ယူပါမယ်ဆိုတာကိုလည်းမရဘူးတဲ့။တတ်တတ်ကိုအနိုင်ကျင့်တာပဲလို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါရယ်။စစ်ကောင်စီအုပ်စုကကြိုတင်အသိမပေးဘဲနဲ့ရုတ်တရက်စီးနှင်းဖြတ်ဆီးခဲ့တဲ့အတွက်ဒေသခံတွေအတွက်ဆုံးရှုံးနေတာမှုတွေများတယ်လို့ပြောဆိုနေကြပါရယ်။တစ်ချိန်တည်းမှာပဲစ ကောင်စီအုပ်စုကဈေးဆိုင်နဲ့နေအိမ်တွေကိုဖျက်ဆီးနေတဲ့အချိန်သူတို့လုပ်နေတာကိုဓာတ်ပုံနဲ့ဗီဒီယိုမရိုက်ဖို့တားမြစ်ပြီးတော့ဖုန်းတွေကိုစစ်ဆေးတာကားလမ်းပေါ်မှာတွာလာနေတဲ့သူတွေကိုလည်းတားဆီးပြီးတော့စစ်ဆေးငွေညက်နေတာကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ပသိမ်ကြီးမြို့နယ်စီပင်သာယာရေးကော်မတီဟာပြီးခဲ့တဲ့လတွေကလည်းရေးတကုန်းခောက်ခွင်းတွားတဲ့ကားလမ်းဘေးမှာရှိတဲ့ကြက်ကြော်ဆိုင်တွေကိုလေကွင်းထဲမှာခွင့်ပြုချက်မရှိဘဲနဲ့စိုင်ဖွင့်လို့ဖျက်ဆီးမယ်ဆိုတဲ့သတိပေးစာတွေကိုပေးဖို့က ခေါ်ယူညှိနှိုင်းခဲ့ပြီးတဲ့နောက်ဆိုင်အသေးတွေကိုဖျက်ဆီးခဲ့ကတရုတ်တွေအပါအဝင်စီးပွားရေးသမားတွေဖွင့်လှစ်ထားတဲ့ဆိုင်အကြီးတွေကိုတော့မဖျက်ဆီးပဲဆက်လက်ရောင်းဝယ်ခွင့်ပေးခဲ့တယ်လို့သိရပါတယ်။ပတိန်ကြီးစီပင်ကပတိန်ကြီးမြို့နယ်အတွင်းမှာရှိတဲ့နေအိမ်တွေဈေးဆိုင်တွေကိုအကြောင်းပြချက်မျိုးမျိုးနဲ့ဖျက်ဆီးနေတယ်လို့မန္တလေးမြို့တော်စီပင်သားရဲကော်မတီကလည်းမန္တလေးမြို့ပေါ်မှာရှိတဲ့နေအိမ်ဈေးဆိုင်နဲ့ရက်ွက်တွေကိုအကြောင်းပြချက်မျိုးစုံနဲ့ဖျက်ဆီးနေတယ်လို့သိရပါတယ်။ ်ပသိမ်ကြီးမြို့နယ်စီပင်နဲ့မန္တလေးမြို့တော်စီပင်သားရဲကော်မတီတွေမှာစစ်တပ်ကပြောင်းလာတဲ့မိုးကြွှေကိုတွေအများစုနေရာယူထားပြီးတော့စစ်အာဏာသိမ်းစကြတဲ့က CDM မှာပါဝင်သူအ ਨੇ ဆုံးဌာနတွေဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ AMD တိုင်းညောင်တုံးမြို့အနီးမှာဒီကနေ့မနက်4:36မိနစ်ကစတင်ပြီးတော့အင်အား9.3အဆင့်ရှိတဲ့ငလျင်နဲ့နောက်ဆက်တွဲငလျင်များဇက်တိုက်လှုပ်ခတ်ခဲ့ရာမုံပင်မြို့ပေါ်စိမ့်မြကန်တာဖျားရဲ့ပင်မဆောင်ပြိုကျမှုအပါအဝင်ပျက်စီးမှုတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဒီကနေ့မက်စလ9ရက်နေ့မနက်4:36မိနစ်အချိန်မှာအင်အား9ဓာတ်သမား1အဆင့်ရှိတဲ့ငလျင်မနက်4:54မိနစ်အချိန်မှာအင်အား4ဓာတ်သမား8အဆင့်ရှိတဲ့ငလျင်မနက်9:20မိနစ်အချိန်မှာအင်အား3ဓာတ်သမား5အဆင့်ရှိတဲ့ငလျင်မနက်9:23မိနစ်အချိန်မှာအင်အား3ဓာတ်သမား1အဆင့်ရှိတဲ့ငလျင်စုစုပေါင်းငလျင်၄ချိန်လှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီငလျင်ကြောင့်မိုးဝင်မြို့ပေါ်စိမ့်ညကန်တာဖရားရဲ့ပင်မဆောင်ပြိုကျခဲ့ပြီးတော့ ဘုန်းကြီးဆောင်နဲ့နေအိမ်တချို့လည်းတက်စီးခဲ့တယ်လို့ဒေသခံပြည်သူများကပြောဆိုနေကြပါတယ်။ဒီကနေ့မနေ့ပိုင်းကနှုတ်ခတ်သွားတဲ့ငလျင်ကျောင်းမုံပြင်းမြို့ပေါ်ကစိမ့်မြကန်တာတတ္တဌာနဖရာမဟာဗောဓိလိုင်ကိုအတွင်မုတ်တကမာကြီးကွဲကြခြင်းအကြောင်းများဖြစ်ပေါ်ခြင်းဇေဒီမာကြီးရဲ့ပတ်ပတ်လေအောက်ချိန်မှာအကြောင်းများဖြစ်ပေါ်ခြင်းအရှိမမုံဦးဇေဒီ၃စုအောက်ချိန်မှာအကြောင်းများဖြစ်ပေါ်ခြင်းတရားရှိတောင်ဖရာအရှိတောင်ချံပြိုကြခြင်းအမတော်မမြစိမ့်ရဲ့နန်းအုံနိုင်ရန်ပြိုကြခြင်းဂိုတော်နိုင်ရန်များပွင့်ထွက်ခြင်းနဲ့ပြက်စီးသွားကြောင်း စိမ့်မြကန်တာဂောဘကအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်အလားတူပဲမအူရင်ဇော်ဒီကာယုံကြောင့်ဖျားဆောင်အမောက်ကွန်ကရစ်ပြား စိန်လုံးရိတ်သာလေကားဆောင်အမိုးဘော်ကိုပြုတ်ကျခဲ့တဲ့အတွက်ကြောင့်စွန်လုံးရိတ်သာရှေ့နေကအမိုးတော်ကပြုတ်ကျသွားခဲ့တယ်လို့သိရပါဗျ။မုံဝေမျိုးနှစ်ရက်ကဘောလုံးခွေးအုတ်တိုင်းနဲ့စိန်ဟင်းသာចောင်းဆောင်တချို့လည်းပြုတ်ကျခဲ့ရတယ်လို့သိရပါဗျ။ပြည်တော်စုတာမဏေကျော်စာတင်တိုက်အတွင်းမှာလည်းចောင်းဆောင်တချို့ပြုတ်ကျခဲ့ရတယ်လို့သိရပါဗျ။ဒဏ်ရာရတဲ့သူတွေကိုတော့မကြားမိသေးဘူး။ငလျင်ကတော့ဇက်တိုက်ကိုလှုပ်တာအတော်ကိုပြင်းနေမုံဝေနားကိုတင်ကတ်လှုပ်နေတာလူတွေကအိမ်ထဲမှာမနေရဲပဲနဲ့အပြင်ကိုထွက်ပြီးနေနေရတယ်လို့မုံဝေဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါဗျ။ဒီကနေ့မနက်ပိုင်းမှာနှုတ်ခတ်သွားတဲ့ ငန်းလျင်ကိုရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်များမှာခန်းစားခဲ့ရပြီးတော့အထူးသဖြင့်အထက်မြင့်တိုက်တာများပြားလာတဲ့စမ်းချောင်းလာတာကြောက်တရာပဇွန်တော်အပါဝင်မြို့နယ်များမှာတိတိတသားခန်းစားသိရှိခဲ့ရတယ်လို့ဒေသခံများကပြောနေကြပါတယ်။ငန်းလျင်လောက်တာကတိုက်တွေကိုရိမ်းထိုးနေတာပဲအတော်ကိုသိတာတယ်။အဲ့ဒါပြီးတော့ခပ်ပြေးပြေးလေးထတ်လုတာတော့ခန်းစားသိနေရတယ်လို့စမ်းချောင်းမြို့နယ်မင်းလန်အတွင်းမှာနေထိုင်သူပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံစူရတ်ဌာနီခရိုင်မှာမြန်မာနိုင်ငံထုတ်ကုန်ပစ္စည်းများကို live ဖွင့်ပြီးတော့ရောင်းချနေတဲ့ online လက်ကားဆိုင်ကိုထိုင်းအာဏာပိုင်များကဝင်ရောက်စီးနှင်ဖမ်းဆီးပိတ်သိမ်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ match လ3ရက်နေမှာထိုင်းနိုင်ငံသားနဲ့လက်ထပ်ထားတဲ့မြန်မာနိုင်ငံသားမွန်အမျိုးသမီးဦးစီးတဲ့ထိုင်းတောင်ပိုင်းမှာရှိတဲ့ online shopping ဆိုင်ကိုထိုင်းအာဏာပိုင်များကစစ်ဆေးဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အခုဖမ်းဆီးခံလိုက်ရတဲ့ဒီ online shopping ဆိုင်ကသူ့အမျိုးသားကထိုင်းလူမျိုးသူ့ရဲ့မိန်းမကတော့မွန်လူမျိုး ်ထိုင်းမှာကဒီမြန်မာနိုင်ငံကကုန်ပစ္စည်းတွေကိုရောင်းတာကအယောင်းလိုင်စင်ရှိနေရင်တောင်မှငွေကြေးလိုင်စင်လိုသေးတယ်မြန်မာပြည်ကနေတင်သွင်းတဲ့အခါမှာအကောက်ခွန်ပေးချေပြီးသားလားပြန်လည်ပြီးတော့စစ်ဆေးတယ်အစင်းစစ်ဥပဒေအရရှိတယ်အယောင်းလိုင်စင်ရှိရင်တောင်မှငွေကြေးလိုင်စင်ဆိုတာလိုသေးတော့ဘာနဲ့မှမစုံဖမ်းလို့ရတယ် ဖမ်းရင်တော့မှဘလို့ပုံစံမျိုးနဲ့မဆိုဖမ်းလို့ရတဲ့ပုံစံမျိုးဖြစ်နေတယ်လို့ AAC ကိုရဲမင်းကရှင်းပြထားပါတယ်။ဒါအပြင်မြန်မာပြည်ကနေထိုင်းနိုင်ငံကိုတင်သွင်းရောင်းချမဲ့ကုန်ပစ္စည်းတိုင်းဟာဖားစီလို့ခေါ်တယ်။အကောက်ခွန်ပေးရန်လိုအပ်တဲ့အတွက်မြန်မာပြည်ကပစ္စည်းများကိုဖမ်းဆီးမယ်ဆိုပါက ဖမ်းဆီးလို့ရနိုင်တဲ့အနေအထားမျိုးဖြစ်တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေကိုလုံဆောင်ခွင့်မပေးတဲ့ကန့်တတ်ထားတဲ့အလုပ်28မျိုးရှိတယ်။အဲ့ဒီအလုပ်တွေထဲမှာဈေးရောင်းဈေးဝယ်အလုပ်တွေလည်းအများကြီးပါပါတယ်။အဲ့ဒီအလုပ်တွေကိုလုပ်နေပြီးတော့လိုင်းပေါ်မှာမကြွားကြဘူးမပြိုင်ကြဘူးတရိပ်ပေးခဲ့တယ်။အခုလက်ရှိထိုင်းနိုင်ငံမှာထိုင်းလူမျိုးတွေကအမြင်ကတ်သွားတာကအဲ့ဒီအကျိုးဆက်တွေပဲ ခိုင်းလူမျိုးတွေကစီးပွားရေးကြဆင်းနေတဲ့အချိန်မှာလိုင်းပေါ်မှာတယောက်နဲ့တယောက်ရွှေတွေဝဲတာကားတွေဝဲပြတာကြွားဝါပြတာတွေကိုခိုင်းလူမျိုးတွေကကြာတော့အမြင်ကတ်လာတာပေါ့နောက်ပိုင်းမှာပို့ပြီးတော့တင်းကျပ်လာနိုင်တယ်လို့ AAC ကိုရဲမင်းကပြောပြထားပါတယ်အခုရက်ပိုင်းမှာခိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားများကိုကန့်တတ်ထားတဲ့အလုပ်လုပ်ကင်ခြင်းများတရားမဝင်လိုင်စင်နဲ့မဟုတ်ပဲစီးပွားရေးလုပ်ငန်းများကိုထူထောင်ခြင်းများကိုခိုင်းအာဏာပိုင်များကရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများဇက်တိုက်လုံဆောင်လာကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်နတ်ဆောင်ရွာကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်ပြည်သူ၆ဦးသေဆုံးပြီးနေအိမ်အလုံး30ကျော်ပျက်ကျခဲ့ကရွာထဲကိုစစ်တပ်စစ်ကြောင်းရောက်ရှိလာတဲ့အတွက်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကမက်စလာ၄ရက်နေ့ည၁၀:၃၀မိနစ်ခန့်မှာတောင်တာမြို့နယ်နတ်ဆောင်ချေးရွာကိုအကြမ်းဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ပေါင်900ဘုံများကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဆက်တက်ရဲ့လေချောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူ၆ဦးသေဆုံးခဲ့ပြီးတော့ပြည်သူပိုင်းနေအိမ်အလုံး၃၀ကျော်မိလောင်ပြာကျခဲ့ရတယ်လို့သိရပါတယ်။အခုလိုမျိုးလေရင်နဲ့ဘုံကျဲတိုက်ခတ်ပြီးတဲ့နောက် ဒီကနေ့မက်စလာ9ရက်နေ့မနက်10:00နာရီခွဲအချိန်ကမှအကြမ်းမဆက်တဲ့စစ်ကြောင်းကလက်ဆောင်ရွာကိုဝင်ရောက်စီးနှင်းလာတဲ့အတွက်ကြောင့်လက်ရှိအချိန်မှာခြေပါနေပြည်သူများဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ နတ်ဆောင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲသွားတာပါပြည်သူတွေထိခိုက်ဒေဆုံးမှုတွေမှာကလေးငယ်တွေလည်းပါတယ်လို့သိရပေမဲ့အတီးပြုတ်နိုင်ဖို့တော့စူးစမ်းနေပါတယ်မနေ့ကစစ်တပ်ကဘုံကျဲပြီးတော့အခုရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်အခုရွာထဲကိုစစ်ခွဲတွေဝင်ရောက်စီးနှင်းနေတယ်မနေ့ကဘုံကျဲခံရလို့ရွာထဲကအင်ဂျီအလုံး30လောက်ပြာပုံဖြစ်သွားတယ်အခုမနေ့ပိုင်းမှာနယ်မြေရှင်းလင်းဖို့လုပ်နေတဲ့အချိန်စစ်ခွဲတွေနဲ့ပြူစောထီးတွေရောက်လာတော့အချက်လက်ကောက်ဖို့ခတ်နေတာပေါ့ပြည်သူတွေတေဆုံးမှုစည်ရင်ကတော့အတိအကျရတယ်ပြည်သူ6ဦးတေဆုံးပါတယ်ဒဏ်ရာရတဲ့သူကတော့4ဦးလို့ကြားတယ် အမည်နဲ့အသက်အရွယ်တွေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့တောင်တာမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောပြထားပါတယ်စစ်ကောင်စီကအပြစ်မဲ့ပြည်သူများအပေါ်မှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုများအချိန်မရွေးပြုတ်လုံနေတဲ့အတွက်ကြောင့်ဘုံခိုကျင်းများစနစ်တကျတူးထားကြရန်နဲ့အထူးသတိပြုပြီးတော့နေထိုင်ကြရန်တောင်တာမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ